ဲအားလုံးပဲမြင်လာပါပွဲစုံရဲ့ပွဲစုံသုံးချက်အစီအစဉ်နေရာနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ခုဗီဒီယိုမှာတော့အော်တိုဘားလ16ရက်နေ့စနေနေ့ညရဲ့၈နိုင်ခွဲအချိန်မှာကန်သွားတဲ့ Manchester City နဲ့ Everton တင်းတို့ရဲ့ပွဲစုံသုံးချက်အစီအစဉ်ကိုကျွန်တော်ညီကိုညော့ကသုံးသပ်တင်ဆက်ပြီးတော့မှလည်းဖြစ်ပါတယ်ဗျမြင်လာကိုကြည့်လာမြင်လာပါဗျဟုတ်ကဲ့ပြဒါ Manchester City ကတော့ဒါသူ့ရဲ့အိမ်ဝင် Etihad Stadium မှာဒါ Everton တင်းကိုလက်ခံရှင်ပိုင်ကစားမှလည်းဖြစ်တယ်ကိုဆိုတော့ Manchester City ဘက်မှာတော့ဒါနီးပြည့်ဖက်ကော်ဒီယိုလာဥဆောင်လာမှာဖြစ်ပြီးတော့ Everton သိမ်းမှတ်မှာဆိုရင်လည်းဒါကျွန်တော်တို့ ဒေးဗစ်မူရက်ကနေပြီးတော့ဒါအဓိကဦးဆောင်ရမှာလည်းဖြစ်တယ်ကိုဟုတ်။အဲဒီပြိုင်ပက်ကွာရူလာဦးဆောင်ရမယ်ဒါမန်ချက်စတာစီးတီးအတင်းကတော့ဒါခုနှစ်ပွဲပစားပြီးတဲ့အချိန်မှာဒါကြောင့်လီးပွဲနိုင်တပွဲတည်နှစ်ပွဲရှုံးဆိုရရလက်ကိုပိုင်ဆိုင်နှောက်ပြီးရမှတ်73မှတ်နဲ့ဒီဒါအဆင့်9နေရာမှာရက်တင်နေရာကိုတွေ့ရတာဗျ။ဒါ Everton အသင်းအနေနဲ့ကတော့ဒါဒေးဗစ်မူရက်ဦးဆောင်ရမှာဖြစ်ပြီးတော့ဒီအသင်းအနေနဲ့ကတော့သုံးပွဲနိုင်နှစ်ပွဲတည်ရနှစ်ပွဲရှုံးဆိုရရလက်ကိုပန်းတင်ထားပြီးတာရမတ်၁၇မှတ်နဲ့အတူဒါအဆင့်၈နေရာမှာရက်တည်နေရာလေးတွေ့ရတယ်ဗျဆိုတော့ဒီနေ့တင်းရဲ့တရာသည့်အစပွဲတွေကိုကြည့်မယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့သုံးသပ်မယ်ဆိုရင်အရန်ကြီးအာဒါဆူဆူရွာဖြစ်နေရမျိုးတော့မရှိဘူးဒါမန်ချက်စတာစီးတီးယားဒါအသင်းကြီးတင်းတင်းဖြစ်တာနဲ့ညီဒါဟိုတချို့ရလက်လေးဒါတင်းဆောင်ဖြစ်ခဲ့ရတဲ့အတူဒါသူရှိတိရှိတိုက်တဲ့နေရာလေးမှာဒါရက်တည်နေပြီးတော့ဒါ Everland အသင်းနေနေရတယ်ဒါအကောင်းဆုံးဆွမ်းဆောင်တာတော့တွေ့ရတယ်ဗျာဆိုတော့ဒါဒီဘက်ကတော့တော်တော်လေးကြည်ကောင်းမှဖြစ်ပြီးတော့ဒါဒီတစ်ပတ်ရဲ့ဒါကျွန်တော် ဘဘူးနဲ့မန်ဒစာယူနိုက်တက်တို့ပွဲမတိုင်ခင်မှာလေဒါစနေနေ့ညရဲ့ဒါအကောင်းဆုံးပွဲတစ်ပွဲချင်မယ်လို့ကျွန်တော်နေနဲ့ယုံကြည်မိပါတယ်ပို့ဟုတ်ဟုတ်ကဲ့ဟုတ်ကဲ့ပြဒီလိုဆိုတော့ဒါမန်ချက်စတာစီးတီးရဲ့ဒါအင်ဂွင်အက်ဂျီအမ်မှာလာရွှေမြင်ကစားမဲ့ဒါအေဗာနန်နဲ့အတူကမန်ချက်စတာစီးတီး versus အေဗာနန်အတင်းရဲ့အေဗာနန်မဒါမန်ချက်စတာစီးတီး versus အေဗာနန်တို့ရဲ့ပရီးမီယာလိဂ် round 8ပွဲစဉ်နဲ့ပတ်သက်ပြီးတော့အခုမြင်လေးကိုတစ်ချက်လောက်သုံးသပ်ကြည့်ပြီးပါအောင်ပို့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဟုတ်ကဲ့ဗျာဒါအေရှန်မန်ချက်စတာစီးတီးတင်းနေရတာပရီးမီယာလိဂ်ပွဲစဉ်နှစ်နဲ့သုံးနဲ့မှာသူအနေနဲ့အမှတ်တွေဆုံးဆုံးခဲ့တယ်ဆိုပေမဲ့လည်းနောက်ပိုင်းပွဲစဉ်တွေမှာ ဒါရလက်တွေကောင်းပြီးတော့အဲပရီးမီးယားလိထိပ်ပန်းရောက်ရှိလာကျွန်တော်တွေ့ရတာပြပရီးမီးယားလိရက်တီမှုဇာမဆင်လို့ရှိရင်လည်းဒါမန်ချက်စတာစီးတီးတင်းနေနဲ့ဇာမ73မီတီစုကောင်းလာနိုင်ခဲ့ပြီးတော့ဒါအဆင့်5မှာရက်တီနေတယ်ဒါအဆင့်တက်ကအာဆင်နယ်တင်းနေတာဒါ3မှတ်အကွာနဲ့ဖီယာပေးနေကျွန်တော်တွေ့ရရဟုတ်ကဲ့ချန်ပီယံလိမှာဆိုလို့ရှိရင်ဒါညပြကြီးပက်ကော်ရီလာရဲ့မန်ချက်စတာစီးတီးတင်းရတာတပွဲနဲ့တပွဲတီဆိုတဲ့ရက်လက်နဲ့ခုနောက်ပိုင်းဒါ ဝက်ဆင်မှာတဆောရက်လက်ကောင်းတယ်ကျွန်တော်တွေ့ရတယ်ဗျဒီဝက်ဆင်မှာလည်းဒါသူ့အနေနဲ့အင်းတွင်းမှာလက်ကန်ရှိမဲ့ကစားမှဖြစ်တဲ့အတွက်အကောင်းဆုံးပုံစံအနေနဲ့လူဝင်နေတဲ့သုံးမဲ့ကူတော့ဒါအရည်သွားမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါဘုံတော့အဲ့ဒါ Everton တင်းနေရတာ August လမှာကစားခဲ့တဲ့ဝက်ဆင်တွေမှာရက်လက်ကောင်းတွေပန်ဆိုင်ခဲ့တယ်ဆိုပေမဲ့လည်းစတေတပါပါမှာကစားခဲ့တဲ့ဝက်ဆင်တွေမှာဒါတော်တော်လေးရက်လက်ဆိုးခဲ့တာကျွန်တော်တွေ့ရတယ်ဗျဒီဝက်ဆင်မှာဒါ Manchester City တင်းရဲ့အဓိကကစားသမားကြီးဖြစ်တဲ့ Ipinuri, Cusano, Marmosh နဲ့ဒါ Rodri ဒီကစားသမားတွေကတော့ကံရောက်ဒီဘဲမှာပေါ်လို့မသိကြောက်တဲ့ကျွန်တော်တွေ့ရတယ်ဗျ အဲအဲ့ဘာနဲ့တမဆလို့ရှိရင်တော့နောက်ကန်ကစားသမားဘရက်ဘွေကတန်ရာကဒီပွဲစဉ်ကိုလေ့ကျောင်းမှာဖြစ်တယ်ဗျ။ဟုတ်ကဲ့ဗျ။ဒီပွဲစဉ်ကတော့နီးပြအီပက်ကွာရီလာဥဆောင်လာမယ်မိုင်ဆက်တာစီးတင်းနေတဲ့ဒါသူ့ရဲ့ကောမပွဲထက်နေကြလိုင်းတပွင့်မှာဖြစ်တယ်။414 number ကထပ်မံပွဲထက်လာမယ်လို့ထင်တယ်ဗျ။ဟုတ်ကဲ့ဗျ။ဒါကိုသမားနေရာမှာဆိုလို့ရှိရင်တော့ဒါအဆောင်ပြနေတဲ့ဒိုနာရူမာပဲပွဲထက်လာမယ်လို့ထင်တယ်ဗျ။အဲနောက်တန်းလေးရောက်နေရာမှာဆိုလို့ရှိရင်ဒါမြူးနယ်ရူဘင်ဂျီယက်ကာဘီယောရီလီဒါဒီလေးရောက်တဲ့ပဲပွဲထက်လာမယ်လို့ထင်တယ်ဗျ။ အဘိကဒက်ဖက်စမီပီတာနေရာမှာတော့ဒါရူဘီကတန်ရာကြောင့်ဒီနှစ်ပွဲစဉ်မှာပါဝင်ဖို့မတိကျနေထားမှာသူ့အနေနဲ့ဒီနေရာမှာရူဒီဘက်ပြန်လဲပါဝင်လာနိုင်မလားဒါမှမဟုတ်နီကိုပါဝင်ပွထလာမလားဆိုတော့ကျွန်တော်တစ်ချက်ဆောက်ကြည့်မှာဖြစ်တယ်ဗျဟုတ်ပြီအဘိကပြီးကျွန်တော်ကောင်မန်တက်စစ်နဲ့ချမ်းမှာဆိုလို့ရှိရင်တော့ဒိုဂူနဲ့ဒါပါနာရိုစီဘပွထလာမယ်လို့ထင်ပြီးတော့ဒါနေရိုနံပါတ်တာရုနဲ့နေရာမှာဆိုလို့ရှိရင်တော့ဖီဘိုတန်နဲ့ဒါရိုက်တာဒီနေရာကပွထလာမယ်လို့ထင်တယ်ဗျတက်စမူကတော့ဒါအင်ဟာလည်းပွထလာမယ်လို့ထင်တယ်ဗျဟုတ်ကဲ့ပါဘူး က evident theme ကိုပြင်ကြည့်မယ်ဆိုရင်တော့ဒါ Nigel David Murray Nigel David Murray အနေနဲ့ရောအာသူ့ရဲ့ပုံမှန်ပွဲထွက်နေရဖြစ်တဲ့4231နဲ့4ပွဲထွက်လာဖို့ရှိပြီးတော့ဒီကစားပွဲမှာအတိအကျစစသမားဖြစ်တဲ့ဒါ Guruman နေရာမှာဆိုရင် Jordan Pickford အနောက်တန်းတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဒါ Tarkovsky နဲ့ဒါ Michael Kane ကိုယ့်ရဲ့မြောက်နေရာမှာဆိုရင်ဒါ James Garner နဲ့ Guri Tomman တိုက်စစ်နေရာမှာဆိုရင်တော့ဒါကျွန်တော်တို့ဒါအတိအကျခြေစွမ်းနေပြပြီးတော့ဒါ Manchester City တင်းအနေနဲ့ပြောင်းလာတဲ့ကစားသမားအဖြစ်ဖြစ်တဲ့ဒါ Jack Grealish ကဥတာမှာဖြစ်ပြီးတော့ဒါတိုက်စစ်မှုနေရာမှာဆိုရင်တော့ ဒါကျွန်တော်အထောင်တိုက်စစ်မှု berry ဒီကစားသမားတွေကဒီအဓိကကစားသမားတွေကပဲဒီ Everton ရဲ့ဒီ421ဆိုတဲ့ formation မှာအဓိကဦးဆောင်လာပြီးတော့ဒီ Manchester City ရဲ့ဘွဲ့တော့အကောင်းဆုံးပြင်ဆင်ရမယ်လို့ကျွန်တော်အနေနဲ့မြင်မိပါတယ်ပေါ့ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒါဒီပွဲဒါထူးခြားတဲ့ချက်တွေကိုကြည့်မယ်ဆိုရင်တော့ဒါ Manchester City အနေနဲ့ဒါ PK နောက်ဆုံးကစားခဲ့တဲ့ပန်ပွဲဆုံး၅ပွဲမှာဒါတိုက်စစ်အနေနဲ့၁၇ဘိုးအထိသွင်းယူခဲ့တာကိုပြရတယ်ဗျာ။ Manchester City အနေနဲ့ဒါ Everton ကိုနောက်ဆုံးတွေ့ဆုံခဲ့တဲ့၁၆ဘိုးမှာဒါတပွဲမှာရှင်းနေသားချင်းမရှိသေးဘဲနဲ့၁၄ဘိုးအထိအနိုင်ယူပြီးတော့၃ဘိုးကိုတည်ကြအောင်ဆော့ထားတဲ့ အချက်လက်တချို့ကိုလည်းတွေ့ရတယ်ဗျ Everland တင်းမကိုပြင်ကြည့်ရမှာဆိုရင် Everland တင်းနေတဲ့လာနောက်ဆုံးစားခဲ့တဲ့ Ben Mason ၅ပွဲမှာဒါလီဂူစာတင်းနိုင်ခဲ့ရတွေ့ရပြီးတော့ပြီးတော့ Jack Grealish အနေနဲ့ဒါ Everland တင်းကိုရောက်ရှိခဲ့တာ Everland အတင်းရဲ့ဒါ Pitching Screen လုပ်တဲ့ကစားသမားစီးရင်နေမှာဒါဖိတ်ဆုံးနေရာမှာရက်တည်နေအောင်လည်းတွေ့ရတယ်ကိုဒါဒီဘက်ကတော့ဒါ Jack Grealish အနေနဲ့ဒါသူပူတိုင်း Champion League ကိုဒါ Manchester City အတွက်ဒါ플라톤ဝညာတီကိုခေတမ်းပြီးခဲ့တဲ့ကစားသမားဟောင်းတဦးအနေနဲ့ဒါ Manchester City ရဲ့အိမ်ဝင် Eddie ကိုပြန်လဲတွားရောက်ပြီးတော့ ဒါ everyone တင်းရဲ့ကစားမတူးအနေနဲ့တွားရောက်ရှင်ပြန်မှာဖြစ်ပြီးတော့ဒီပွဲကဒါတော်တော်လေးကြည်ကောင်းသွားလေဖြစ်တယ်ဗျ။ဟုတ်ပြဒါဒီပွဲစဉ်မှာတော့ agent matter ကစီးစီးတက်မှာဆိုလို့ရှိရင်ဒါခုနောက်ပိုင်းပွဲစဉ်တွေမှာအခုချိန်ကပြတ်လာတဲ့ဒူကူကအဲဒူကူကစောက်ကြည့်ရမှာဖြစ်ပြီးတော့နောက်တစ်ယောက်ကတော့ဒါတိုက်စစ်မှုအလင်ဟာလည်းဗျဒီကစားသမားဒါနောက်ပိုင်းပွဲစဉ်တွေမှာတောက်ဆော့တွင်းကူတွေရောက်နိုင်ခဲ့ပြီးတော့ဒီပွဲစဉ်မှာဒါသူ့ရဲ့တွင်းကူကျွန်တော်ထပ်မံမြင်ကြည့်ပြင်ရမလားဆိုတော့စောက်ကြည့်ဖို့ကောင်းမထင်နေကြဟုတ်ကဲ့ပါဘူးဗျ Defox က everyone တက်မှာဆိုလို့ရှိရင်တော့ဒါအတင်းရောက်ပြည်လင်းဆန်ရမယ်ရက်ပရီလေးကအထူးစောက်ကြည့်ရမယ်လို့ထင်နေကြဟုတ်ကဲ့ပါကိုဟုတ် အဲ့လိုဆိုတော့ဒါပရီးမီယာလိရောအရေးပွဲစဉ်တွေဖြစ်တဲ့မန်ချက်စတာစီးတင်းနဲ့အေဗာဒန်တင်းတို့ရဲ့ဒါခြေဖွင့်လင်းမှုတွေကိုကျွန်တော်ချက်ပြပြခြင်းနဲ့ပြအခြေဖွင့်လို့မှာဆိုလို့ရှိရင်တော့အင်ရှင်မန်ချက်စတာစီးတင်းရအတလုံး90ရှုံးဆိုတဲ့ခြေခွင့်တာဖြစ်ပြီးတော့အဂိုးပေါင်းခြေမှာဆိုလို့ရှိရင်လည်းတလုံး90လိုင်းဆိုတဲ့ခြေခွင့်တာကျွန်တော်ပေးရပြဟုတ်ကဲ့ပြအဒီပွဲစဉ်ဒါကျွန်တော်ပြုရဲမြာခံမှမယ်ဆိုလို့ရှိရင်ဒါကျွန်တော်ပေးမြားလီဘောင်အင်စနေနေ့ညရဲ့ဒါပွဲကောင်းတစ်ပွဲကိုကျွန်တော်ပေးတတ်နေတယ်ညတွေ့ရနိုင်ပြီးတော့ဒီပွဲစဉ်မှာအင်ရှင်မန်ချက်စတာစီးတင်းရပဲသူကနေတဲ့အနိုင်နဲ့နိုင်သုံးမှတ်ကိုဒါ အယူရမယ်လို့ထင်တယ်ဗျ။ဟုတ်ကဲ့ပါဘူး။ဒီပွဲကိုဒါကျွန်တော်နေနဲ့တုံ့တမယ်ဆိုရင်တော့ဒါမန်စတာစီးတီးအသင်းကပဲဒါဒူဘူဘူတို့ဒါဟာလန်တို့ရဲ့ဒါဆွမ်းဆောင်မှုတွေနဲ့အတူအာဒါဒီပွဲကိုက2-1ဆိုတဲ့ကိုရလက်အချင်းချင်းပကုနေပဲဒါကျွန်တော်နေနဲ့နာရဟ3ခွန်းနဲ့အတူနိုင်ဖို့ရှာပွဲတောင်းမယ်လို့ကျွန်တော်နေနဲ့မိမိပါရကိုဟုတ်။ဟုတ်ပြီဗျ။ပြောကြရတာကျွန်တော်ညကိုညတော့30တင်ဆက်ပေးလိုက်တဲ့ပွဲကတော့အော်တိုဘားလ18ရက်နေ့ရဲ့စနေနေ့ည7:00ခွဲချိန်မှာကန်သွားမဲ့ဒါမန်စတာစီးတီးနဲ့ Everton တင်းတို့ရဲ့ The Premier League Round 8ပွဲစဉ်လေးကိုပွကျုသုံးသက်ဆက်စီစဉ်နေပြုလုပ်ပြလိုက်တာလည်းဖြစ်ပါရဲ့ဗျ။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်။ပွဲစုံရဲ့ Facebook နဲ့ YouTube Channel မှာနောက်ဆုံးရဘောလုံးသတင်းတွေနဲ့အတူဘောလုံးနဲ့ပတ်သက်တဲ့သုံးသက်ချက်တွေကိုတွားရနားထောင်နိုင် Subscribe လေးလုပ်ပေးပါလို့ပြောရင်းနဲ့နောက်ညဘူပြောင်းရဲ့ပွကျုသုံးသက်ချက်ပွဲပြီးသုံးသက်ချက်တွေနဲ့အတူနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်ဗျ။ကျေးဇူးများတင်ပါတယ်။ကျေးဇူးပါ